Head Trail မှာဆိုလို့ရှိရင်ဘာကိုလေ့လာရမလဲဆိုတော့ဒီ Pakistan ရဲ့ အငင်းပုံစံနဲ့မေကွန်းပုံစံကိုကျမတို့လေ့လာသွားအောင်ပါဗောနော်အဲဒီအရင်ဆုံး unit unit 7ဗောနော် unit 11မှာတော့ငါဆိုလို့ရှိရင်ကျမတို့သင်ခဲ့တာကကျမတို့လေ့လာခဲ့တာက five step ရဲ့ positive structure ဗောနော် positive structure မှာဆိုလို့ရှိရင်သူဒီ buff 2နဲ့အသုံးပြုတယ်အာ subject buff 2ပေါ့နော် subject နည်းသည့်ဖြစ်စေများသည့်ဖြစ်စေ buff 2နဲ့အသုံးပြုရဲသူ့ရဲ့အသုံးပြုတဲ့ပုံစံကကြာဘလို့ချင်းနေမျိုးမှာအသုံးပြုလဲဆိုလို့ရှိရင်အတိတ်ကဖြစ်ထားခဲ့ကိစ္စ အတိတ်ကဖြစ်ထားတဲ့အတိတ်ကပြုလုပ်ထားတဲ့အတိတ်ကဖြစ်ထားခဲ့တဲ့အခြေအနေတွေကိုဖော်ပြခြင်းတဲ့အခါမှာ five stand နဲ့အသုံးပြုပေးတယ်။ဟုတ်ကဲ့အခုဒီမှာကျတော့အဲ့ဒီ five stand ကိုညင်းမယ်ဆိုတဲ့အခါမှာဘာနဲ့ညင်းရလဲဘလို့ညင်းရလဲဆိုတာကိုဒီနေ့ဒီ unit မှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီဒီ price stand မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ရပါတော့မေကွန်းဝက်ကြတကြောင်ဝက်ကြတကြောင်ကိုညင်းတော့မယ်မေကွန်းလုံးတော့မယ်ဆိုတဲ့အခါမှာအကူကရိယာလိုအပ်တယ်အဲ့တော့ buff 2မှာကျတော့သူဒီ main buff ကိုမှ buff 2ပုံစံနဲ့တုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာ helping bob မရှိဘူးပေါ့နော်ဆိုတော့ဘာကိုကိုကြီးခေါ်ပေးရလဲဆိုလို့ရှင် buff to do အုပ်ဆိုတဲ့က buff to do မှာဆိုရင် do dies did ဆိုပြီးရှိရတဲ့အမှာ buff to ဖြစ်တဲ့အတွက်ကြောင့်မို့လို့ did ကိုကိုကြီးခေါ်ရပါတယ်အဲ့အတွက်ကြောင့်မို့လို့ did not buff one okay နော် did not buff one ။နောက်က main buff က buff 2ကနေပြီးတော့ buff 1ဖြစ်သွားပါတယ်။ did not buff 1. okay did not မှာ short form နဲ့သုံးတဲ့အခါမှာ didn't. okay နော်မေးခွန်းလုပ်တဲ့အခါမှာအခုကိရိယာရှေ့ထုတ်မယ်ဆိုတော့ did subject buff 1. we know အဲ့တော့ဆိုကျွန်မနည်းနည်းစာလေးနည်းနည်းရှင်းပြပေးပါမယ်။အဲ့တော့သူ့ရဲ့ပုံစံကကြတော့ subject did not buff 1 did and didn't ပေါ့နော် subject didn't buff 1အဲမေးခွန်းလုပ်မယ်ဆိုရင်ညဘလိုလာမလဲဆိုလို့ရှိရင် did subject buff 1ဆိုပြီးကျမတို့ကသိထားမယ်အဲ့တော့ question word ထည့်ခြင်းလဲဆိုလို့ရှိရင် question word uh, question word နောက်ထပ်တစ်ခုကကြတော့ this subject back one ပေါ့เนาะ question wise ဆိုတာကမေးခွန်းစကားလုံးတွေကိုပြောတာဖြစ်ပါတယ်မေးခွန်းစကားလုံးတွေမှာဆိုလို့ရှိရင် WHAT what နဲ့စရတယ်အဲဒီ what who uh, sorry what who where why when အဲစသည်ဖြစ်ပေါ့เนาะအဲ့လိုစကားလုံးတွေရှိတယ်ပေါ့เนาะနောက်ထပ်တစ်ချက်ကကြတော့ ုတ်ကဲ့ကျွန်တော်တို့ဒီမှာ question word နဲ့စတဲ့ပုံစံနေမှာဆိုရင် uh sorry အဲဒီ question word ဆိုတာကဘာတွေပါလဲဆိုရင် wh နဲ့စတဲ့ပုံစံတွေရှိတယ် h နဲ့စတဲ့ပုံစံတွေရှိတယ် wh ဆိုတာမှာဘာတွေပါလဲဆို wh it what တို့ wh i where wh why why wh who wh and when စသည်ဖြစ်ပေါ့เนาะအဲ့အမျိုးရှိတယ် h ကကြတော့ how ပေါ့နော် h o w how how many how far စသည်ဖြင့်အဲ့လိုသုံးတယ်အဲ့တော့ပုံသင်နည်းရပြောမယ်ဆိုလို့ရှင် subject did not perform okay နော် subject did not perform မိကောလုပ်မယ်ဆိုရင် did subject perform ဆိုပြီးသုံးပြရပါတယ်ကြည့်ဆိုကျွန်တော်စလေးလာလိုက်ရအောင်နော်အဲ့တော့ဒီမှာ present sorry past tense မှာဆိုလို့ရှင်သူ့ရဲ့ပုံစံက we used it in part simple negatives and questions we used it ဒီမှာ did ကိုအသုံးပြုရဲဘာတွက်လဲဆိုလို့ရှင် in part simple we used it in part simple negatives and question အငင်းနဲ့မိကုန်းတွေအတွက်ဆိုလို့ရှင်ကျမတို့က did ကိုအသုံးပြုပေးတယ်ဥပမာဆိုလို့ရှင် तू ကဒီမှာဒါဆိုရင် ply play ဆို ply ed st start 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 wt ca watch wt ca ed hav half hd hat sc csaw saw do did date go want စသည်ဖြစ်ပေါ့နော်သူက back 1ကို back 2နဲ့သုံးမယ်ဒီပုံစံမှာじゃသူဒီ subject နဲ့ဒီဖြစ်စေအများဒီဖြစ်စေ back 1နဲ့အသုံး sorry back 2နဲ့အသုံးပြုပေးရပေါ့နော်အဲ့ဆိုရင်ညင်းတဲ့ပုံစံ negative structure negative structure တွေမှာじゃတော့သူကဘယ်လိုပုံစံသွားလဲဆိုရင် subject did not back 1အနောက်က play မှာ back 1သုံးတယ် subject did not buff one အဲဆိုရင် ပြန်ပြောမယ်နော် subject did not buff one did not one. okay did not was it general short form don't like didn't for no subject didn't buffon subject didn't buffon as we we i didn't play we didn't play you didn't play they didn't play he didn't play she didn't play and it didn't play so we don't mommy as you start net don't you mess i didn't start we didn't start you didn't start they didn't start, they didn't start. he didn't start she didn't start and it didn't start ဆိုပြီးကျွန်တော်တို့သုံးပြပါတယ်အဲ့ဆိုဒီဘက်ကမေးခွန်းပုံစံမှာကြည့်ကြည့်ရအောင်မေးခွန်းပုံစံမှာကျတော့တို့ဘလို့သုံးထားလဲဆိုလို့ရှင်မေးခွန်းပုံစံမှာကျတော့ did အရှင်းက did လာမယ်နောက်ကပြုလာမယ်ဆိုလို့ရှင် subject အနောက်က verb 1အဲ့ဒါကြောင့်မို့လို့ did i play did we play did we play did you play did did they play did he play did she play did it play ဆိုပြီးသုံးတယ် start နဲ့သုံးမယ်ဆိုရင် did i start did we start did you start did they start did he start and did she start did it start ဆိုပြီးကျမတို့သုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒါကတော့သူရဲ့ပုံစံလေးတွေပါအဲဆိုရင်ပုံစံလေးတွေမှတ်မိမယ်ထင်ပါတယ်အဲဒီ first time မှာဆိုလို့ရှိရင် subject verb 2ညင်းမယ်ဆိုရင် subject did not verb 1မိကုန်လောက်မယ်ဆိုရင် did subject verb 1နဲ့ကျမတို့သုံးပါတယ်ဟုတ်ကဲ့ အဲဆိုလို့ရှိရင် part A လေးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။အဲဆိုကျွန်တော် part B သွားလိုက်ရအောင်ပေါ့နော်။ part B မှာဆိုလို့ရှိရင်သူကဘာကိုသုံးထားလဲဆိုရင်ခုနကကျွန်မပြောထင်မှာပါမယ်ထင်တယ်နော်။ back to do မှာဆိုရင်ဘယ်သူတွေရှိလဲဆိုရင် do ရယ် dax ရယ် did ရယ်ဆိုပြီးတော့သုံးခုရှိရဲ့နေရာမှာ do task ကိုကျွန်တော်က back 1အနေနဲ့သုံးပြီးတော့ did ကိုကျတော့ back 2အတွက်သုံးတယ်။အဲ့တော့ back 1ကကျတော့ဘာ tense လဲဆိုလို့ရှိရင် present tense ပေါ့နော်။ present tense အတွက်သုံးပြီး back 2ကျတော့ကျမတို့က past tense အတွက်အသုံးပြုပါတယ်။ ဲဆိုရင်တော့နားလည်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲဆိုရင် do task က present did က past okay အဲဆိုရင် i don't watch tv very often အဲ present tense ကじゃဘလိုနေရာမှာသုံးတာလဲဆိုရင် present tense ကじゃဒီအမြဲတမ်းမှန်ကန်တဲ့ကိစ္စတွေပြောင်းလဲခြင်းမရှိတဲ့သဘောတရားတွေအလေးအကျင့်တွေအယူအလေးအကျင့်တွေအာအဲ့လိုမျိုးပေါ့နော် အလေးအကျင့်တွေ အမြဲအမူကျင့်နေပေါ့နော်အဲ့ကိစ္စတွေမှာဆိုရင် present tense နဲ့သုံးပြီးတော့ past tense ကကြတော့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုသုံးပါတယ်ဥပမာ I didn't watch TV yesterday မနေ့က TV မကြည့်ခဲ့ဘူးဆိုပြီးသုံးထားတာပါဟုတ်ကဲ့အဲ့ဆိုရင်နားလည်လိမ့်မယ်လို့ထင်ပါတယ်အဲ့ဆိုကျွန်တော်တို့အောက်က part 3လေးတွေ့ကြည့်ရအောင်ပေါ့နော်အဲမိကုန်းလုံးမယ်ဆိုရင် did she often play uh, sorry did she often go away did she go did she often go away ရောက did she go away last week okay no အဲ့လိုတုံးထားတာပါ did subject verb one did subject verb one no အဲ့ဆိုအောက်ကညင်းမယ်ညင်းတယ်ဆိုတဲ့အခါမှာ did not နဲ့တုံးမှာမို့လို့ we used didn't and did didn't ရဲ့နောက်ကဘာတုံးလဲဆိုရင် verb one ပေါ့နော် infinitive ဆိုတာ verb one ကိုတုံးတာပါ တော့တစ်ခါတည်းမှာမျက်စိလဲပြီးတော့ပေါ့နော် did not buff to အဲ့လိုမျိုးတွေသုံးတာရှိရဲ did subject buff to ဆိုပြီးသုံးတာရှိရဲအဲ့ဒါကိုသူပြောချင်တာပါအဲ့ဆိုဥပမာ i ဥပမာ first tense ပေါ့လို့ wdched ပေါ့နော် first tense အဲ့ဆိုဒီဘက်မှာကျတော့သူဒီ buff to sorry first tense ကိုမှ positive structure မို့လို့ ed ပေါင်းပြီးတော့ buff to နဲ့နဲ့သုံးထားပေးတယ်ဒီဘက်မှာကျတော့ I didn't watch TV. I didn't watch TV ဆိုတော့ဒီမှာဒါဒီ present tense sorry past tense ရဲ့ negative structure မို့လို့ did not buff one Okay, now they went. 고의 법투와 went 바 아이장 몰로 did they go? did they went 하고 not did they go 바포마 I uh he had. H A D had 가 ma shigere. 시게레. 아서 메고 놈에 he didn't have. သူ့မှာမရှိဘူး HIV half เนาะအဲ့မှာမျက်စိလဲစရာတစ်ချက်ရှိသေးတယ်အဲဒီကလေးတွေအနေနဲ့မျက်စိလဲစရာတစ်ချက်ကဘယ်လိုလဲဆိုလို့ရှိရင်ကျမတို့ဒီ HIV half ပေါ့เนาะ heal small လို့ HSS ဆိုပြီးတော့ကျမတို့သုံးချပလိုက်တာမျိုးပေါ့เนาะအဲ့မှာအဲဒီတိုင်းရိုးရိုး positive အနေနဲ့ present tense ရေးရင်တော့မှန်တာပေါ့เนาะဒါပေမဲ့သူကဘာနဲ့သုံးထားလဲဆိုအနောက်မှာ DIDNT didn't ဆိုရယ် past tense ကိုသုံးထားတာဖြစ်လို့အနောက်မှာက HA S ကိုရေးခဲ့မယ်ဆိုလို့ရှင်လုံးဝအမှားကြီးမှာပါတယ်။ဘာကြောင့်မို့လို့လဲဆိုတော့ did not buff 1 buff 1ကိုမှပုံမှန် normal buff နေနဲ့ပေါ့နော်။ပုံမှန် buff 1နေနဲ့အသုံးပြုပေးရမှာဖြစ်ပါတယ်။ကျမတို့ HASS ဆိုတာကကြတော့ subject အနည်းအတွက်အသုံးထားတဲ့ buff ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ S ဆိုအောက်ကပုံစံသွားကြည့်ရအောင်။ you did 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 ကကြတော့အကူကရိယာဒီမှာလေးဒီမှာလည်းတစ်ချက်ပြောချင်တာပေါ့နော်။ DID did ကဒီမှာ DID did do does did ဆိုတဲ့အထက်မှာ DID did ကိုကျမတို့က ပုံစံနှစ်ခုနဲ့သုံးမယ်ဘယ်လိုပုံစံလဲဆိုပထမတစ်ခုက heavy bulb အတွက်သုံးမယ်နောက်ထပ်တစ်ခုက main bulb နဲ့သုံးမယ် Happy Puff ကဘာအတွက်သုံးတာလဲဆိုတော့ DID တက်ကိုကျမတို့ကဒီလိုမျိုးပေါ့နော်အာ price stand ရဲ့အခုမေးခွန်းလုပ်တဲ့အခါမှာ negative လုပ်တဲ့အခါမှာ question လုပ်တဲ့အခါမှာသူ့အခုကိရိယာအနေနဲ့ခေါ်သုံးတာဖြစ်ပြီးတော့ main buff ကြတော့သူ့ကိုဘာအနေနဲ့သုံးမှာလဲဆိုလို့ရှင် buff 2အနေနဲ့သုံးမှာအဲ့တော့အဒီပေါ့နော် main buff ရဲ့ပုံစံကြတော့ DO2 ဆိုရင်မြန်မာလိုကြတော့ပြုလုပ်သည်ဆိုတဲ့သဘောတရားကိုသွားတာမျိုးပေါ့နော် I do my homework ပေါ့နော်ငါအင်စာတွေပြုလုပ်တယ်စသည်ဖြင့်အဲ့ဒီ do ကိုကျမတို့ကစသည်တို့ သွားသည်တို့လာသည်တို့အဲ့လိုမျိုးပုံစံမျိုးပဲသူက action buff နေနဲ့သုံးတာဖြစ်တယ်အဲ့တော့ dind did ကိုမျက်စိလဲစရာမလိုဘူးလို့ကျွန်မထင်ပါတယ်ပထမ did ကကြတော့ helping buff နေနဲ့သုံးတာဖြစ်ပြီးတော့ဒုတိယ did ကကြတော့ main buff နေနဲ့သုံးတာဖြစ်ပါတယ်အဲ့တော့ဒီမှာကသူသုံးထားတဲ့ပုံစံမှာဆိုရင် did you do လောက်ခဲ့လားပေါ့နော်အဲ့တော့ ensure လောက်ခဲ့လားဆိုရင် did you do your homework ensure လောက်ခဲ့လားပေါ့အဲ့ဒါမျိုးသုံးလို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့အောက်ကမေကွန်လေးအောက်ကဒီဘယ်လိုပြောမလဲဥပမာဝတ်ကြလေးကြည့်အောင်နော် I played tennis yesterday but I didn't win. ငါမနေ့က tennis ကစားခဲ့တယ်။ဒါပေမဲ့ငါမနိုင်ခဲ့ဘူးပေါ့နော်။အဲဆိုရင် tennis ကစားတာရောမနိုင်တာရောဒီအတိတ်ကဖြစ်ပါတယ်။နောက်ထပ်တစ်ခုကကြတော့ Did you do the shopping? Did you do the shopping? ဆိုတော့ No I didn't have time. shopping သွားခဲ့သေးလားဆိုတော့ No I didn't have time ဆိုတော့အချိန်ရှိဘူးပေါ့နော်။ Okay, alright, so we went to the cinema but we didn't enjoy the film. ဆိုတော့ရုပ်ရှင်ကိုတွားခဲ့တယ်ဒါပေမဲ့ရုပ်ရှင်ကိုတော့မကြိုက်ခဲ့ဘူးသဘောမကျဘူးပေါ့နော်အဲဒီပုံစံနဲ့သုံးထားတာပါ။ Okay, အဲဆိုကျွန်တော်တို့အောက်ဆုံးပုံစံပေါ့နော်အောက်ဆုံးပုံစံလေးတစ်ချက်တွားကြည့်လိုက်ရအောင်။အောက်ကဘာပုံစံနဲ့သုံးထားလဲဆိုလို့ရှိရင်သူ့ရဲ့ပုံစံက oh sorry did ဒီပြီးတော့ e ပါတယ်နော် de ပေါ့။အဲဆိုရင် number d မှာဆိုရင် story the words order in question. what order ဆိုခုနကကျွန်တော်ပြောတဲ့ပုံစံပါပဲ။သူကဘယ်လိုမျိုးသုံးတာလဲဆိုလို့ရှိရင် မင်းကလောက်တဲ့အခါမှာဆိုလို့ရှိရင် did subject verb 1ပေါ့နော် did subject verb 1အဲ့တော့ question word ထည့်မှာဆိုလို့ရှိရင် question words နောက်ထပ်တစ်ခုက did subject verb 1ပေါ့နော်အဲ့ပုံစံနဲ့သွားတာမျိုးပေါ့နော်အဲ့ဆိုလို့ရှိရင်အခုဒီမှာဒါဆိုရင် did subject verb 1အပေါ်မှာကြည့်ကြည့်မယ်နော် did subject verb 1 as so in did your did your sister call you did did your sister call you so in name ga nin ko kho ke thi la lo mi ya as so shin ma question 1 na thong tha da so in what did you do last night မနေ့ညကဘာလုပ်ခဲ့လဲပေါ့နော် how did the accident happen accident ကဘလို့ဖြစ်ပျက်ခဲ့တာလဲစသဖြင့်သုံးထားတာပါနောက်ထပ်တစ်ခုက where did your parents go for their holiday go for နဲ့တုံးထားတာပါ where did your parents go for their holiday ဆိုရင်အဲမင်းမိဘတွေကဘယ်ရမှာဖယ်လို့ခီးသွားခဲ့ရလဲပေါ့နော်အဲ့လိုတုံးထားတာဖြစ်ပါတယ်အပိုင်းလေးကိုလေ့လာလိုက်အောင်ရှင်နောက်ဆုံးအပိုင်းကတော့ဘာလို့သုံးထားလဲဆိုတော့ short answer ဆိုတော့အဖြေဖြေတဲ့ပုံစံပေါ့နော် အဖြေဖြေတဲ့အခါမှာဘယ်လိုမျိုးဖြေကြလဲပေါ့နော်အဲဆိုဘူး तू ကတော့မေးတဲ့အခါမှာမေးခွန်းပုံစံကနှစ်ခုပဲရှိတယ် happy puff နဲ့မေးတဲ့ပုံစံရှိတယ် question what ကိုအသုံးပြုပြီးမေးတဲ့ပုံစံရှိတယ် happy puff ကိုမေးတဲ့အခါမျိုးမှာဆိုရင်ပြန်ဖြေတဲ့အခါမှာ yes or no နဲ့ပြန်ဖြေပေးရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဘာလို့ yes or no နဲ့ပြန်ဖြေရလဲဆိုသူရဲ့မေးခွန်းပုံစံထားပါတော့သွားခဲ့လားလာခဲ့လားစားခဲ့လားဆိုတော့ပြန်ဖြေတဲ့အခါမှာအေးသွားခဲ့တယ်အေးစားခဲ့တယ်စားခဲ့ဘူးပေါ့နော်အဲ့ဒါမျိုးပုံစံမျိုးနဲ့သုံးတာမို့လို့ yes or no နဲ့သုံးတယ်အဓိကတော့ yes or no question ပါပဲ ။နောက်ထပ်ချက်ကတော့ဒီ WHOHOW ဟောင်းလို့ကြာ WHT ဟွက်ဆိုရင်ဘာလဲဘယ်နေရာမှာလဲဘယ်သူလဲဘယ်ချိန်မှာလဲစသည်ဖြင့်သူကကြတော့ subject object ကိုမေးရရှိရဲ buff ကိုမေးရရှိရဲ noun ကိုမေးရရှိရဲ place ကိုမေးရရှိရဲ time ကိုမေးရရှိရဲအဲ့ဒါကြောင့်မို့လို့ place ကိုမေးရင် place နဲ့ပြန်ဖြေရမျိုးပေါ့နော်။အဲ့ဆိုရင်စာလိုက်ရအောင်ပေါ့နော်။ဒီမှာ short answer မှာဆိုရင် yes I knew you did ပေါ့နော်။အဲ့လိုသုံးထားတာအဲ့ဆိုရင် yes I did yes we did yes they did yes he did yes she did yes it did ပေါ့နော် no ကျတော့ no i didn't no we didn't no you didn't no they didn't no he didn't no she didn't and no it didn't ဆိုပြီးကျွန်တော်တို့သုံးလို့ရပါတယ်အဲဆိုရင်အောက်ကဥပမာမေးခွန်းပါဆိုရင် did you see joe yesterday မနေ့က joe ကိုတွေ့ခဲ့သေးလား No I didn't. မတွေ့ခဲ့ပါဘူးပေါ့နော်. No I didn't. အဲ့တော့ did it did it rain on Sunday? အာစနေနေ့မှာမိုးရွာခဲ့လားဆို Yes it did. Alright, did Helen come to the party? No, she didn't. Did your parents have a good holiday? Yes, they did. ဘောနော်အဲ့လိုတုံးထားတာပါ။အဲ့တော့ your parents ကအများမို့လို့တင်းနဲ့တုံးတယ်နော်။အားလေးကိုတစ်ချက်ယူဆိုင်ပေးပါ။ Okay, as solution ရင်ဒီ price tag နဲ့ပတ်သက်ပြီးတော့နားလည်လိမ့်မယ်လို့ထင်ပါတယ်။အစင်မပြရှင်ကျွန်မအမြဲတမ်းပြောတဲ့ပုံစံမျိုးပါပဲ။ Comment box ကနေမေးလို့ရပါတယ်ရှင်။ โอเคအဲဆိုလို့ရှိရင်ဒီရောက်ကလေးကျင်ကန်းလေးတွေကိုဖြည့်လိုက်ရအောင်เนาะလေးကျင်ကန်းဒီမှာဆိုလို့ရှိရင်ဒီမှာ12.1ကနေပြီးတော့ 5T အပိုင်း၅ပိုင်းမိထားတာအပိုင်း၅ပိုင်းပေါ့เนาะအပိုင်း၅ပိုင်းရှိပါလိမ့်မယ်အဲ့တော့အဲ့ဒီအပိုင်း၅ပိုင်းကိုတိတိကျကျလေးဖြည့်ပေးပါဖြည့်ပြီးသွားပြီဆိုလို့ရှိရင်အာစာလိုက်ကိုတိစာကြောင်းလေးတို့ထပ်ခါထပ်ခါပြန်ဖတ်ပေးပါเนาะအဲဒါဆိုရင်ဒီမှာတော့အခန်း၁၂ဒီမှာပဲပြီးပါရရှင်အဲဟုတ်ကဲ့ဂျေဇုတမရရှင်